မင်္ဂလာပါရှင်ရှင်းနေရန်ကုန်မြို့တဘုံသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့26ကြိမ်မြောက်မြမယူရာရင်ကြီးမှုအစုကအေးဒီပြိုင်ပွဲအောင်မွေးရရန်ကုန်တိုင်းဒေသကြီးကုစားပြုပြိုင်ပွဲဝင်များအားဂုံပြုချင်းမြင့်ချင်းခန္ဓာကျင်းပါတဲ့သတင်းဖြစ်ပါတယ်26ကြိမ်မြောက်မြမယူရာရင်ကြီးမှုအစုကအေးဒီပြိုင်ပွဲအောင်မွေးရရန်ကုန်တိုင်းဒေသကြီးကုစားပြုပြိုင်ပွဲဝင်များအားဂုံပြုချင်းမြင့်ချင်းခန္ဓာကိုနိုဝင်ဘာ25ရက်ညပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ယုံမင်္ဂလာခမ်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့ဇနီးဒေါ်မမောတန်ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မူဗိုလ်ချုပ်ပြည်စုံလေးနဲ့ဇနီးဒေါ်ခင်မြို့ထိုင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့၎င်းတို့ရဲ့ဇနီးများဌာနဆိုင်ရာအကြီးအကဲများတက္ကသိုလ်အသီးသီးမှပါမောက္ခချုပ်များမြန်မာနိုင်ငံဂီတသမင်အစီအဦးမှတာဝန်ရှိသူများပြန်ပွဲအကဲဖြတ်ပညာရှင်များပြန်ပွဲဝင်မျိုးဆက်တဲ့အမှုပညာရှင်လူငယ်မောင်မေများဖိတ်ကြားထားသောဧည့်သည်တို့များနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါဗျာ။ ရှေ့ဦးစွာရန်ကုန်တိုင်းဒေသကြီးကုစားပြုသွားရောက်ရှင်ပြိုင်ခဲ့ကြတဲ့အောင်မွေရပြိုင်ပွဲဝင်များနဲ့တာဝန်ရှိသူများကရွှေရောင်လွမ်းခြုံတိုင်းရန်ကုန်တခြင်းဖြင့်ဖျော်ဖြေတင်ဆက်ပြီး26ချိန်မြောက်မြမရွာရင်ကြီးမှုအစိုးရရည်တီပြိုင်ပွဲသွားရောက်ရှင်ပြိုင်ခဲ့တဲ့မှတ်တမ်းဗီဒီယိုကလစ်အားပြသပါရယ်။အဒီနောက်26ချိန်မြောက်မြမရွာရင်ကြီးမှုအစိုးရရည်တီပြိုင်ပွဲရန်ကုန်တိုင်းဒေသကြီးကျင်းပရေးဦးစီးကော်မတီနာယကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကဂုဏ်ပြုအမစကားပြောကြားပါရယ်။ ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းကအခြေခံပညာအဆင့်35အခြေခံပညာအဆင့်1520နဲ့အဆင့်မြင့်ပညာအဆင့်အစုပေါင်းသားရတူတွင်ဆုရရှိသူများအားဆုများချီးမြှင့်ပေးရပါတယ်။အဲဒီနောက်26ကျေးမြောက်မြမရွာရင်ကြီးမှုအစုကရည်တီပြိုင်ပွဲရန်ကုန်တိုင်းဒေသကြီးကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်ကပြိုင်ပွဲအတွေ့အကြုံများအားရှင်းလင်းတင်ပြပါဗျာ။ အဲဒီနောက်ရှောင်းကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်း၏ဇနီးတော်မမောတန်းနှင့်ရှောင်းကုန်တိုင်းစစ်ဌာနချုပ်တန်းမှုဗိုလ်ချုပ်ပြည်စုံလင်းနှင့်ဇနီးတော်ခင်မျိုးထိုက်တူကအခြေခံပညာအဆင့်35နှင့်အဆင့်မြင့်ပညာအဆင့်အကဘာသာရပ်တဝဲတိုင်းသားရွရအကနှင့်ကြီးလက်ရင်စုအခြေခံပညာအဆင့်15 20နှင့်အဆင့်မြင့်ပညာအဆင့်အရေးဘာသာရပ်အခြေခံပညာအဆင့်35အခြေခံပညာအဆင့်15 20နှင့်အဆင့်မြင့်ပညာအဆင့်အဓိပ္ပာယ်ရပ်တို့တွင်ဆွေရရှိသူများအားစုများသီးသီးချီးမြှင့်ပေးရပါသည် ဆက်လက်ပြီး26ကြိမ်မြောက်မြမရွာရင်ကြီးမှုအစိုးရအရေးကြီးဗဟုအဆင့်ပြိုင်ပွဲတွင်ရန်ကုန်တိုင်းဒေသကြီးကိုစားပြုဆွေရရှိသူများကိုစားအဆင့်မြင့်ပညာအဆင့်ဆိုင်းတူးချင်းဆိုင်းဖွဲလိုက်မက်ဒလင်ရှူရစိတ်သုံးစုရမယင်မင်းသူကကျေးဇူးတင်စကားပြောကြပြီးအခမ်းအနားတက်ရောက်လာသူများအားညစာဖြင့်အေကန်ကျွေးမိပါတယ်အဲ့ဒီနောက်အခြေခံပညာအဆင့်135အစို မဟာဂိတပြိုင်ပွဲတွင်ရွှေတစိစုရရှိခဲ့သူမောင်အောင်စစ်ပိုင်အခြေခံပညာအဆင့်135အကပြိုင်ပွဲတွင်ရွှေတစိစုရရှိခဲ့သူမတ်နန်းအင်ဒရီဆန်ဦးနှင့်အခြေခံပညာအဆင့်1520အရေးပြိုင်ပွဲတွင်ရွှေတစိရရှိခဲ့သူမတ်အင်ဒရီမြို့မိုးတို့ကဖြောပြီးတင်ဆက်ကြပြီးအဆင့်မြင့်ပညာအဆင့်အဒီပြိုင်ပွဲတွင်ရွှေတစိစုရရှိခဲ့သူ72ဦးတို့ကနှလုံးသားကိုလှဆင်မှတည်တခြင်းဖြင့်ဖြောပြီးတင်ဆက်ခဲ့ကြပါသည် အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစုသိန်းနဲ့အဖွဲ့ကတယောက်လာကြသူများအားရင်းနှီးနှုတ်ဆက်ကြကြောင်းသိရပါရဲ့ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီး2025ခုနှစ်တိုင်းဒေသကြီးနဲ့ပြည်နယ်အကစားပြိုင်ပွဲများတွင်အောင်မွေးရအကစားသမားများအားဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်အကစားပြိုင်ပွဲများတွင်တကွန်ဆိုင်စုပလာများဖြင့်ပထမအဆင့်ရရှိအောင်ဆွမ်းဆောင်ခဲ့ကြတဲ့အောင်ဝဲရအကစားသမားများအားဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကိုနိုဝင်ဘာ25ရက်နေ့နက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမင်္ဂလာခမ်းမတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးအကစားနှင့်ကာယပညာကော်မတီနိုင်ရကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းရန်ကုန်တိုင်းဒေသကြီးမြို့သမီးအကစားဆက်ကော်မတီနိုင်ရကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ဇနီးတော်မမော်တန်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့၎င်းတို့ရဲ့ဇနီးများဌာနဆိုင်ရာအကြီးအကဲများတိုင်းဒေသကြီးဆက်ကော်မတီများမှဥက္ကဋ္ဌများနဲ့တာဝန်ရှိသူများအာကစားနည်းတည်တည်မှဥချုပ်သူနည်းပြများအာကစားသမားများဖိတ်ကြားထားတဲ့ဧည့်သည်များနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါတယ်။ရှေးဥစွာ2025ခုနှစ်တိုင်းဒေသကြီးနဲ့ပြည်နယ်အာကစားပြိုင်ပွဲများတွင်ရန်ကုန်တိုင်းဒေသကြီးမှပါဝင်ရှင်မြန်ခဲ့မှုအမှတ်တမ်းဗီဒီယိုကလစ်အားပြသပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးအာကစားနည်းကာယပညာကော်မတီနိုင်ရဲ့က ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းချန်းအမျိုးသားတကွန်ဆိုင်မြို့သမီတကွန်ဆိုင်နဲ့စုပေါင်းတကွန်ဆိုင်စုများရရှိကြတဲ့အောင်ပွဲရအကစားဖွဲ့များကစုပလာများကိုအတိအကျလွှဲပြောင်းအနှံ့ကြပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကဂုံပြုမှာစကားပြောကြားပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလှေလောပြိုင်ပွဲနှင့်ဗောလီဘောပြိုင်ပွဲတို့တွင်ဆွေရအားကစားဖွဲ့များအားဂုံပြုချင်းမြုံကိုများပေးရပါတယ်။အဒီနောက်ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်က 2025ခုနှစ်တိုင်းဒေသကြီးနယ်ပြည်နယ်အကစားပြိုင်ပွဲများတွင်ပါဝင်ရှင်မြန်ခဲ့မှုအခြေအနေများကိုရှင်းလင်းတင်ပြပါရစေ။အဲဒီနောက်ရှားကုန်တိုင်းဒေသကြီးအမျိုးသမီးအကစားဆက်ကော်မတီနာယကရှားကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ဇနီးဒေါ်မမောတန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များကပြိုင်ပွဲများတွင်စုရအကစားအဖွဲ့များအားအသီးသီးဂုဏ်ပြုချီးမြှင့်ဝေများပေးပါရသည် အဲဒီနောက်ရှမ်းကုန်းတိုင်းဒေသကြီးကိုစားပြုတိုင်ဝမ်တို့အာကစားသမားတူကကျေးဇူးတင်စကားပြောကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ကအာကစားသမားများနဲ့တာဝန်ရှိသူများအားယင်းနီနှုတ်ဆက်ကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ရှမ်းကုန်းတိုင်းဒေသကြီးမျိုးသမီးများအပေါ်စံဖတ်မှုပပျောက်ရေး၁၆ရက်တာလှူရှားမှုထိမ့်မဲ့အခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။အမျိုးသမီးများအပေါ်အစံဖတ်မှုပပျောက်ရေး၁၆ရက်တာလှူရှားမှုထိမ့်မဲ့အခမ်းအနားကို နိုဝင်ဘာ29ရက်နေ့နံပိုင်းကရှန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရုံမင်္ဂလာခမ်းမတွင်ကျင်းပရာရှန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိရှန်ကုန်တိုင်းဒေသကြီးမြို့သမီးရအဖွဲ့နှင့်မိခင်နေကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကရှန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇနီးဒမမော်တန်ရှန်ကုန်တိုင်းစစ်ဌာနချုပ်တန်းမှုရဲ့ဇနီးဒေါက်ခေမြူထိုင်ရှန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များနှင့်၎င်းတို့ရဲ့ဇနီးများဌာနဆိုင်ရာအကြီးအကဲများရှန်ကုန်တိုင်းဒေသကြီးမြို့သမီးကော်မတီဝင်များအမျိုးသမီးရေးရာအဖွဲ့ဝင်များ ီးကင်းနေကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များဖိတ်ကြားထားတဲ့ဧည့်သည်များနဲ့တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါတယ်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအဖွဲ့အစည်းစကားပြောကြားရမှာရန်ကုန်တိုင်းဒေသကြီးမြို့သမီးကော်မတီဝင်များမြို့သမီးလုပ်ငန်းဆောင်ရွက်နေကြတဲ့အဖွဲ့များအနေဖြင့်အမျိုးသမီးများအပေါ်အကြံဖတ်မှုများမှတာစီကာကွယ်ရေးအတွက်၁၆ရက်တာကာလတာမက အချိန်တိုင်းပြည်သူလူထုပူပေါင်းပါဝင်လာအောင်အသိပညာပေးကြရန်အမျိုးသမီးများအပေါ်အကြံဖတ်မှုများကိုမတိချိုးချိုမပြုရန်နှင့်တားဆီးပေးကြရန်ကျွလွန်သူများကိုထိရောက်တဲ့ပြည်တန်ချမှတ်နိုင်ရေးဝါဝင်းကူညီဆောင်ရွက်ပေးကြရန်အကြံဖတ်ကျူးလွန်ခြင်းခံရသူများကိုလည်းစိတ်ပိုင်းရုပ်ပိုင်းစံမာကြီးလူမှုရေးပိုင်းဆိုင်ရာများလုံခြုံမှုပေးကြရတဲ့စာနာထောက်တာပေးကြရင်စသည်တို့ကိုပြောကြပါရစေ။ အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းကအခမ်းအနားတွင်ဖြောပြရေးဖွင့်များဖြစ်တဲ့လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိရွှေကုန်တိုင်းကလေးပြည်သူရေးဌာနအမျိုးသမီးတမွေအတက်ပညာသင်ကျောင်းအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနအမျိုးသမီးကလေးများသင်တန်းကျောင်းမလီခါနှင့်အမျိုးသမီးများပြည်သူဆောင်ရှားရေးစင်တာရှေ့ပြည်သားတို့မှကျောင်းသူများအားကွန်ပျူတာချင်းငွေများအသီးသီးပေးရပါတယ်အဲ့ဒီနောက်အမျိုးသမီးများအပေါ်အကျန်းဖတ်မှုပပျောက်ပြီး၁၆ရက်တာလှူရှားမှုအထိမ့်မဲ့ဗီဒီယိုကလစ်အားပြသပါရစေ။ ဆက်လက်၍ရှေကုန်နိုင်ကလေးပြည်စုရေးဌာနမှအကြောင်းသူများကပြုံပြုံလေးနေပါတခြင်းဖြင့်၎င်းအမျိုးသမီးတမွေတက်ပညာသင်ကျောင်းမှအကြောင်းသူများကအလကပါမြေတခြင်းဖြင့်၎င်းအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနမှအကြောင်းသူများကအဖြစ်အောင်တန်ဆင်တခြင်းဖြင့်၎င်းအမျိုးသမီးကလေးများသင်တန်းကျောင်းမလီခါမှအကြောင်းသူများကမြမတိုင်းကားဖြင့်၎င်းအမျိုးသမီးများပြည်စုဆောင်ရှောက်ရေးစင်တာရွှေပြည်သားမှအကြောင်းသူများကလက်ခက်တန်တခြင်းဖြင့်၎င်းအတိအကျဖြောပြကြပါသည် အဲ့ဒီနောက်ဖြိုပြေးရေးဖွဲ့များအားရန်ကုန်တိုင်းဒေသကြီးမြို့သမီးရေးရာအဖွဲ့နှင့်မိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာရကရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်၏ဇနီးတမမော်တန်းနှင့်ရန်ကုန်တိုင်းဒေသကြီးမိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်နင်းစာကြည်ဦးတို့ကဂုဏ်ပြုချီးမြှင့်ကြများအသေးသေးပေးကြပါသည်အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းရဲ့အဖွဲ့ကခင်ချင်းပြသထားတဲ့ထုတ်ကုန်ပစ္စည်းများစားသောက်ကုန်များနဲ့ရောင်းချနေတဲ့ဆိုင်ငယ်များအားလှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ဇွဲထက်ကပေးပို့လာတာပါ